ကိုဝန်တော်တော်ကစာဝင်တွေကအရေးကြီးတယ်လေဘာဖြစ်ဖြစ်လုပ်ကန်စားမှာဒါနဲ့ထမ်းတာပို့တာတော့ကိုလည်းမလုပ်နိုင်ပင်မမလဲငငယ်တကားမှမလုပ်ဘူးလေနေထိုင်နေပဲကိုကငါတော့အီဦးမကွာအိမ်မကွာလေးငါလှုပ်ချင်တယ်ကွာဆိုတော့ငါစဉ်းစားလိုက်တဲ့အခါကျတော့ကိုကထမင်းဟင်းချက်တာဝါသနာပါတယ်အဲ့တော့ကိုလည်းကြွန့်ကျင်ချက်တတ်တယ်အမြတ်ကတော့ဘယ်စီနေမှမသိဘူးအရင်ကရှာလို့မရဘူးဖြစ်နေအခုကအဲ့လိုပေါ့စိုက်စိုက်တဲ့စိုက်စိုက်တဲ့စိုက်စိုက်တဲ့အဲ့လိုပေါ့အဲ့လိုလေးပေါ့တော့ရနေရတာပါပဲဒါစားရတာတော့အမြတ်ပေါ့ ဒီသမင်းတိုင်လေးကအခုအခုဒီကိုရောက်တာနှစ်လလောက်ရှိဒါပေမဲ့လို့ပေါ့နေထိုင်နေတယ်ပဲကိုကငါတော့အိမ်ဥမကွာအိမ်မကွာလေးငါလှုပ်ချင်တယ်ကွာဆိုပြီးတော့ငါစဉ်းစားလိုက်တဲ့အခါကျတော့ကိုကသမင်းဟင်းချက်တာဝါသနာပါတယ်အဲ့တော့ကိုလည်းကျွမ်းကျင်ချက်တတ်တယ်အဲ့တော့သမင်းတိုင်လေးဖွင့်ကြည့်မယ်ဆိုတော့ဒီဘက်ရက်ွယ်ရောက်တဲ့အခြေအနေမှာဒါဆဖွင့်ကြည့်နေတာဆိုတော့တပတ်ရှိပြီပေါ့နော် ။ရောင်းဟာတော့ကိုကလည်းလူသိဖြစ်တဲ့မိတ်ဆွေရတယ်ဒီဘက်မှာအသိမရှိသေးဘူး။မရှိတော့နောက်တော့ဒီဘက်ကစင်းရင်သားတွေများတယ်။ဟင်းချက်ရောင်းလာတော့မှဟင်းအဖက်အသားပွဲကိုတိတ်မဝေကြဘူး။တစ်ခါဒီစကန်တစ်ခါတော့ပေါ့နော်။အဲဝေဝေကြတယ်။ဒါတော့မှအကူကဒါဇင်းနှုံချူသားသွားနဲ့ပေါ့အားလုံးနဲ့စားလို့ရအောင်ဆိုပြီးတော့ဒါရောင်းချတဲ့ဈေးပေါ့နော်။ဟင်းတပွဲမှာ2500ရောင်းတယ်။အဲ့2500ကိုဟင်းတပွဲကိုဘယ်မစားနိုင်ဘူးအသာဟင်းကို အမြက်ကတော့ဘယ်စီနေမှမသိဘူးအရင်ကရှာလို့မရဘူးဖြစ်နေအခုကအဲ့လိုပေါ့စိုက်စိုက်တဲ့စိုက်စိုက်တဲ့စိုက်စိုက်တဲ့အဲ့လိုပေါ့အဲ့လိုလေးပေါ့သွားနေရတာပါပဲဒါနဲ့စားရတာတော့အမြက်ပေါ့အရင်ကတော့ ဒီဆိုင်ဆောက်တာတွေကိုဘာမှတော့မဟုတ်တာဒါ၃သိန်းကိုဒါနဲ့အခုအမလည်းမဟုတ်ဆိုးမှ तू ကအထည်ဆိုင်ဖွင့်လာတယ်ဟုတ်မမလို့ငါဒီရင်းရင်ဟာလို့ငါပသက်မရှိဘူးလို့ဘယ်လိုလုပ်ရင်ကောင်းလဲမမမအဲ့လက်စွပ်လေးတကွင်းမဝိတာရှိတယ်တဲ့အဲ့ဒါနေယူပေါင်ပြီးဆိုလုလဲဟာဆိုတော့မမချီရလေးတို့လက်စွပ်လေးတကွင်းယူပေါင်တော့ငွေ၃သိန်းရအမြတ်တော့သိမ့်မရှိပါဘူးဒါလှုပ်ကြည့်နေတာအဲ့ဒါအလုံးကြည်နေတဲ့စားကောင်းနေဆိုရင်ကိုပီတိဖြစ်တယ်ကိုဒီဒီသဘောပဲ ူတို့လည်းဝမ်းဝါပါဝမ်းတက်တာတွေဝါပါတယ်အခုဝမ်းတက်တာတွေလည်းအခုစားလို့အဆင်ပြေတဲ့ဒီဇိုင်းလေးကိုဝမ်းကောင်းလीစားမေပုဆိုတာတော့အခုအမျိုးသမီးနာမည်အဲ့ဒါသူ့သူ့နာမည်လေးကကြားလိုက်ဒီနှစ်မှာအလုံးလို့လို့ချီလို့ကြာသာပရိနံနဲ့ဆုံးတဲ့ဥစ္စာကိုလုံးတယ်ဆိုတော့ဆိုရတာမေပုဆိုရင်ဟုတ်တယ်မေပုနာမည်တင်လိုက်မယ်ဆိုတော့ကောင်းလीစားမေပုဝမ်းတက်တာထမင်းဆိုင်ဆိုပြီးဒီလိုဖွင့်ပြသွားတယ်အဲ6သိန်းလောက်ကုန်တော့ ဒါလူရတည်တဲ့အများကြီးတော့ဆိုတော့ကိုပြောပြတယ်လို့ပြီးမှအကာရီပြီးမှအကာရီမိုးရင်းဆိုတိတ်မလုံးချင်းပြီးမှအကာရှိတယ်ဒီအဓိကတော့ဒီအုံဆောင်လုံးချင်တဲ့အဓိကအဲ့ဒါတော့ကိုမစုမိသေးဘူးအဲ့လိုဖြစ်အဲ့လိုလို့ အခုဇက်လုပ်ငန်းတွေနားလိုက်ရတဲ့အချိန်လေးမှာဒီတိုင်းရင်းပြည်နဲ့ဒီကိုဗစ်ကကိစ္စတွေနဲ့နားလိုက်တဲ့အချိန်လေးမှာအခုကွန်ရတန်ဖွင့်တယ်ကွန်ရတန်ဖွင့်တယ်ကွန်ရတန်လေးရောင်းတယ်အခုဒီဘက်ကိုပြောင်းလာတယ်ဒီခမင်းဆိုင်လေးစဖွင့်ကြည့်တာပေါ့နော်ဒါအခုကျွမ်းကျင်အလုပ်လေးပေါ့ဆိုင်နေရာလေးကဒါအခုရွှေပြည်သာရှိရွက်တော်ဝင်လမ်းပေါ့နော်တော်ဝင်လမ်းပေါ်မှာတော်ဝင်လမ်းမှာပေါ်မှာပေါ့ ။ဒါကြောင့်အခုဒီကိုပြောင်းလာလေဆိုတာကတော့ပြောလို့မပြောချင်။စိတ်ထဲလည်းမကောင်းဘူးစိတ်ထဲလည်းနာတယ်။တငယ်ချင်းလိုနေထိုင်နေကောင်တယောက်ပါ။ကိုတွေကိုအာမခံခံပြီးတော့ဒီကောင်ထွက်ပြေးသွား။ဒါနဲ့အခုချိန်မှာဒီပက်ဆန်300ရာကျော်ဆိုတာမနေဘူး။ကိုဆက်နိုင်တယ်လို့ဆက်ပြီးဒီကောင်လောက်သွားတယ်အကုန်လုံးထိသွားတယ်အဲ့ဒီကစီဝါကြီးလုံးလုံးကြာပါဘာမှလုံခိုင်းစားလို့မရဘူးအခု ဒီဒီလင်းငါ6သိန်းဒီရင်းနေဆိုတာတမြင့်လူကူညီတောင်းเสียရမလို့အရင်တော့ဆိုဟဲ့လားကိုလည်းနာမည်ကြီးနေချင်းကိုနောက်ပတ်စံလိုက်နေတဲ့ချင်းဆိုတော့တိတ်ပြတနာမရှိဘူးဒါနဲ့ကိုကိုဖြေပြောက်ဖြေပြောက်နေတယ်အဲတော့ကိုနောက်တော့အဲ့နေရာမှာလည်းငါနေချင်တော့ပါလို့ချင်းကောင်းရင်လည်းတိတ်မကောင်းတဲ့ခါကျတော့စူညာတဲ့ခါကျတော့ကိုကအေးစစ်စစ်နေတတ်တဲ့လူဆိုတော့အဲ့ဒါနဲ့လိုက်ချလိုက်ချရင်းနဲ့ဒီဘက်မှာရောက်ဖားရရှိတယ်ကိုဘက်ချမ်းမှာ ောက်ပါရီနဲ့အဲ့ဒါလိုက်ချလိုက်ချနဲ့ဒီပြနေရာလေးကိုသဘောကျရှေ့မှာသူလည်းဖုန်းကြောင်းလေးတွေပဲကိုလူလူညံတန်းကျင်နဲ့တွားလှူလို့ရတယ်ပေါ့နော်အဲ့လိုလေးတွေနဲ့နားကြီးပိုက်နေရတယ်ဆိုဒီပြလေးကိုငားပြတာပေါ့ဒီလိုအပြင်လှုပ်ရှားရမယ်လေမတည်ရအခုဒါဒီသမင်းဆိုင်လှုပ်လို့ရတယ်ဘာမှလာမဟုတ်တာချေရပြုံးနေမိဖို့နာကတာရောင်းနာတမျိုးဆိုတော့ကိုတယောက်တည်းဆိုတော့တော့နည်းပင်တော့ပင်မန်းတာပေါ့ပင်မန်းပင်မဲ့ဘလူပဲဖြစ်ဖြစ်လေကိုလာယူရဝယ်ယူစားသုံးတဲ့လူတွေ အဆင်ပြေသွားတယ်ကိုရောင်းချတာလေးနဲ့စားနိုင်နေဆိုရင်ကိုပီတီဖြစ်တယ်ကိုလက်ထမင်းစားနေရလို့ဆိုဝမ်းသာပါတယ်ဘာပဲဖြစ်ဖြစ်ပါကိုဝမ်းတော်တယ်ကစားဝင်နေရအရေးကြီးတယ်လေဘာပဲဖြစ်ဖြစ်လုံခြုံစားရမှာဒါနဲ့ထမ်းတာပို့တာတော့ကိုလည်းမလုံနိုင်ပြင်မမလဲငငယ်ကတကားမှမလုံဘူးကေကောင်းမှုနေခဲ့ရတယ်ဆိုတော့နုနုရနေခဲ့ရတဲ့ခါကျတော့အဲ့တော့အမေအဖေတို့ရဲ့မျိုးစင်ဆက်အဖိုးဘွားတွေရဲ့မျိုးစင်ဆက်ဒီအမှုပညာရောလောက်ကိုပဲလုတ်ကန်လိုက်တာ လုတ်ကင်ပြီးတော့ပြောနေတာပဲအတော်နဲ့နာမည်လေးရနေဟာခြေစမ်းမောင်ခြေစမ်းမောင်လာမင်းသာညာကင်းကဘာမှာလာမင်းသာဇက်ပွဲခြေစမ်းမောင်မိချစ်သူဆိုညီကိုနှစ်ယောက်ကကတဲ့နေရာတိုင်းလဲလူချစ်လူခင်ပေါ်တယ်အခုလဲဒီလိုပဲဒီမဇေးရောက်နေပြီနဲ့ပွဲလေးရှိလို့ရှိလို့ချင်းထွက်ကလိုက်တယ်အလာကတယ်အမသူအပေါင်းအသင်းနေခေါ်ကြပါတယ်များသောအများဆုံးကပြစ်တာကတော့ DJ မျိုးလေးနဲ့တူတူတော်တော်ကပြစ်တယ် ပန်းကိုခွင်ရေတိတိကျကျဟောတာလို့ပြောတယ်အမေအရင်ကအိုးပိုင်ပိုင်ကြီးကိုငှားတော့ငှားနေရတော့မှအိမ်ပိုင်ဘဝကိုတိငှားနေရတာအဲ့ဒါအင်ရှင်မျက်နှာကြည့်ရတယ်အဲ့ဒါကို့ကဟိုဘောအိမ်လာကပုံမှန်လေးပြေးနိုင်မှုဒီရက်ချင်းတိုင်းဒီရက်ပြေးနိုင်မှုကို့မှာစူးစားရတယ်အဲ့လိုလေးတော့ရှိတာပေါ့အဲ့ဒီတော့ကတွေတော့ရှိတယ်အခုမကူအိမ်ပိုင်ရပိုင်လေးနဲ့နေနေငါဖြစ်နိုင်တော့ပါမလားအခုတော့လောက်ကံမကောင်းတဲ့ချိန်ဆိုတော့ ဟိုစိတ်တက်ချပြတာတော့မဟုတ်ဖြစ်နေမှုဆိုတာဝေးဝါးပြီးအိမ်စည်းတွေကမတရားတက်နေတာဟုတ်အဲဒရုန်းဖြစ်ဖို့ဆိုတာမလို့အိမ်ဆောက်ဖို့တော့မလို့မြေခွဲရှိတာဟုတ်တယ်မလားဒါလေးဆောက်တာတောင်3သိန်းလောက်ကုန်နေဆိုတော့အိမ်ဒရုန်းဆိုတွေ့ကြည့်ပေါ့ဝိုင်းလီဒရုန်းတော့မှ50သိန်းကုန်နေတာဆိုတော့အိမ်ဒရုန်းဆောက်ဖို့ဆိုတာမလွယ်တော့အဲ့ဒီတော့နည်းနည်းဟိုစိတ်တော့ကလေးကြီးရအောင် ြန်လို့တော့ဘလူးမှမိပြောက်လို့မရပါဘူးလူများတွေကားတာမြင်ချင်းငါစက္ကူကားကျင်လိုက်တာငါပြက်လုံးတွေပြက်ကျင်လိုက်တာငါတချင်းတွေဆူကျင်လိုက်တာအဲ့လိုပေါ့နော်လူရတဲ့နေရအဲ့လိုတော့ဖြစ်တာပေါ့အဲ့ဒီ feeling လေးတော့ရှိတယ်အဲ့ကြောင့်လည်းတခါတည်းထွက်ကားတာပေါ့ကျမကြီးလေးကောင်းတဲ့ချင်းကြီးဟုတ်ကဲ့ဗျာကျွန်တော်ချစ်စမ်းမောင်ကောင်းလီစာမေပု1ထထထမင်းဆိုင်လေးကျွန်တော်ရှိပြည်သားရှိရွယ်တော်ဝင်လမ်းမှာဖွင့်ထားပါတယ်ဖိတ်ခေါ်ပါတယ်ဘာဖြစ်ပါရှိရင်မရှိရှိပါကျွန်တော်ရဲ့ပရိဒတ်ဆိုတော့တမားဆိုတော့ ကျွန်တော်ကတော့အဆင်ပြေတာကျွန်တော်ကချကြွေးမှာပဲเนาะအားလုံးပဲမင်္ဂလာပါအဲပြီးတဲ့ဆုနဲ့ပြပါသေးကြ